ယုံမှတန်လျာ16မျိုးတဲ့အဲ့ဒီယုံမှန်တန်လျာ16မျိုးဟာလည်းပဲနှလုံးမသွင်းတိုက်ခဲနဲ့သွားပြီးတော့နှလုံးသွင်းပြီးပြီအတွက်ကြောင့်ယုံမှန်တန်လျာ16မျိုးဖြစ်ရတယ်ပေါ့အဲ့တော့ပုရုဇဉ်ဒီမှာယုံမှန်တန်လျာ16မျိုးဆိုတာဒီထဲကမလဲတာမရှောင်တာဖြစ်ပေါ်ပြီးတော့လာတတ်တယ်အဲ့ဒီယုံမှန်တန်လျာကိုလည်းပဲယုံမှန်တန်လျာကိုပဲလည်း ဝိသိကိစ္ဆာလို့ခေါ်တာဝိသိကိစ္ဆာဆိုတဲ့သဘောကစဉ်းစားလိုက်တာနဲ့တပြိုင်နက်အဖြေမထွက်လို့စိတ်ထဲမှာပင်ပန်းသွားစေတတ်တဲ့သဘောနော်အဖြေမထွက်တဲ့သဘောဘုရလောသူလောထိတော်ယုံမာတဲ့သဘောဝိသိကိစ္ဆာလို့ခေါ်တယ်အဲ့ဒါကို16ပါးသောယုံမာခြင်းဆိုတာအကျဉ်းအချင်းပြောရမယ်ဆိုလို့ရှိရင်အတိတ်ကာလနဲ့ပတ်သက်ပြီးတော့၅မျိုး အနာဂတ်နဲ့ပတ်သက်ပြီးတော့၅မျိုး၊ပစ္စုပန်နဲ့ပတ်သက်ပြီးတော့၆မျိုး။ပေါင်းလိုက်တဲ့အခါကျတော့ယုံမတန်မြတ်16မျိုး။မမှန်ကန်ကနှလုံးမသွင်းတတ်ဘူးဆိုလို့ရှိရင်အဲ့ဒီယုံမတန်မြတ်16မျိုးဆိုတာဟာတန်မြတ်အနေနဲ့ဖြစ်ပေါ်လာတတ်တယ်။ကိုယ်စိတ်ထဲမှာဝင်ရောက်လာတတ်တယ်။တန်မြတ်ဆိုတဲ့အခါ ရှိလုံးချတော့ဆုံးဖြတ်ချက်မပေးနိုင်ပဲနဲ့စိတ်ကိုပင်ပန်းစေတတ်တဲ့သဘောတရားစိတ်ကိုပင်ပန်းစေတတ်တယ်အဲ့ဒါကြောင့်မလို့အဲ့ဒီရုံမခြင်း16မျိုးဆိုတာမြတ်စွာဘုရားတရားနဲ့ပတ်သက်ပြီးတော့လိမ္မာကျွမ်းကျင်မှုမရှိလို့ဗမမကနှလုံးသိမ့်ပြီးပြီဆိုရင်အဲ့ဒီတရား16မျိုးဟာဖြစ်ပေါ်လာနိုင်တယ်တဲ့အဲ့တော့အတိတ်နဲ့ပတ်သက်ပြီးတော့ ငါးမျိုးဆိုတာပါလေအတိတ်နဲ့ပတ်သက်တယ်ဆိုတာအတိတ်ဘဝနဲ့ပတ်သက်ပြီးတော့ကဲခေါင်းကြီးတို့တွေကိုယ့်ကိုစဉ်းစားကြည့်ပေါ့အတိတ်ဘဝနဲ့ပတ်သက်တဲ့အခါမှာလူတွေဘလို့တွေးကြသလဲအေးဟိုဘက်ဘဝတုန်းကငါတို့ဖြစ်ခဲ့ဘူးသလားအဖြစ်ခဲ့မဖြစ်ခဲ့တော့ကိုမသိဘူးလေမသိဘူးအဲ့တော့အတိတ်ဘဝတုန်းကငါတို့ဖြစ်ခဲ့သလားလို့ ပြပြီးတော့ယုံမသားများရှိတယ်။အဲတရားဓမ္မကိုသင်ထားတဲ့ပုဂ္ဂိုလ်ကြတော့တန်လျာအကြောင်းကိုနားလဲတယ်၊ကံအကြောင်းကိုနားလဲတယ်။အေးအကြောင်းရှိရင်ဖြစ်မှာပေါ့အကြောင်းမရှိရင်မဖြစ်ဘူးဆိုတာဆုံးဖြတ်ချက်ချနိုင်တယ်လေ။ဥပမာပရိစ္ဆေသမုပ္ပါဒ်ကိုသိထားတဲ့ပုဂ္ဂိုလ်တယောက်အကြောင်းအကျိုးကိုစဉ်းမြင်တတ်တဲ့ပုဂ္ဂိုလ်တယောက်ဆိုရင်အေးအတိတ်တုန်းကကံတရားတွေငါတဏ္ဏမှာမကုံသေးမကုံသေးတဲ့အတွက်ကြောင့်ဧကန်ဒိဋ္ဌဖြစ်ခဲ့ ဘာလို့တော့အကြောင်းရှိလို့အကျိုးဆိုတာရှိတာဆိုတော့အခုကြည့်နေလျှက်စမီးရှိနေလို့ရှိရင်အလင်းရောင်စာမရှိဘူးလားရှိနေတာလက်ဒီလင်းရောင်ကဘာကြောင့်ရှိနေလဲလျှက်စမီးရှိလို့အကြောင်းရှိရင်အကျိုးဆိုတာရှိနေမှာဒါကြောင့်မို့အကြောင်းနဲ့အကျိုးကိုနားလည်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာငါအတိတ်ကဖြစ်ခဲ့သလားလို့ဘယ်တော့မှယုံမှတ်တယ်ရမှာဖြစ်ဘူးတဲ့နော် အကြောင်းတရားတွေငါ့မှာရှိနေသေးတယ်လို့သိရင်ဖြစ်ခဲ့တယ်ဆိုတာသိကြပါပြောလို့ရပါတယ်ဟောဒီလိုဆိုလို့လားအကြောင်းတရားမှမသိခဲ့ဘူးဆိုလို့ရှိရင်ဘာအတိတ်တုန်းကဖြစ်ခဲ့သလားဆိုတဲ့ရှုံမတန်တရားတစ်ခုဝင်လာနိုင်တယ်ဒါကနံပါတ်1တစ်ခုပါဠိလိုကြတော့အဟောတိန်လူခောအဟံအတိတ်မထာနံ အတိတ်တုန်းကငါဖြစ်ခဲ့ဘူးသလားလို့ဒီလိုတွေးမိတယ်တဲ့။နောက်တစ်ခုကတော့စံကျင်မဲ့အတွေ့နံပါတ်2ကနတ်မှုခေါ်အဟောသိအတိတ်တမ္မတံ။ငါအတိတ်တုန်းကမဖြစ်ခဲ့ဘူးလား။အဲအကြောင်းတရားကိုသိနေတဲ့ပုဂ္ဂိုလ်ကဖြစ်ခဲ့သလားလို့လည်းမယုံမှားတော့ဘူး။မဖြစ်ခဲ့ဘူးလားလို့လည်းမယုံမှားဘူး။ဒါဖြစ်လို့အကြောင်းရှိရင်ဖြစ်တယ်ဆိုတာသိတယ်။နော်။ ကိုယ်ကနမှာအကြောင်းတွေတွေ့နေသည့်အတွက်ကြောင့်ဆုံးဖြတ်ချက်ချတယ်အကြောင်းကိုသိလို့အကျိုးကိုလည်းပဲဆုံးဖြတ်ချက်ချနိုင်တယ်အကျိုးကိုကြည့်ပြီးတော့လည်းအကြောင်းတရားကိုဆုံးဖြတ်ချက်ချတယ်အဲ့ဒီအကြောင်းကိုမြင်ပြီးတော့အကျိုးကိုပြောတာအနုပါဏညာလို့ခေါ်တယ်အကျိုးကိုကြည့်ပြီးတော့အကြောင်းကိုပြောတာလည်းပဲအနုပါဏညာလို့ခေါ်တယ်ဆရာဆဲဥပမာ ဟိုခလန်းလန်းတောင်ကြားကနေပြီးတော့မိဖို့တွေထွက်နေတယ်ဆိုလို့ရှိရင်ဘာပြောနိုင်အေးအေးနေရာမှာမိလောင်နေတယ်ပြောလို့မရဘူးလားရတယ်ဘာဖြစ်လို့တော့မိဖို့ဆိုတဲ့အကျိုးကိုကိုယ်တိုင်မြင်ရလို့မိဆိုတာကိုယ်ကိုယ်တိုင်မမြင်ရပေမဲ့မှန်ပြောတဲ့စကားမှန်နေပေါ့တန်လျာဖြစ်တာမဟုတ်တော့အေးဒီဘဝမှာလူဟာပညာတော်တယ်ရုပ်အဆင်းနဲ့လှပတယ်စီးပွားဥစ္စာလည်းတော်တယ်ချမ်းသာကြွယ်ဝတယ် အဲ့ဒီပုံကိုကြည့်လိုက်ရင်ဩဒီဘုရားပြောကြတယ်မဟုတ်လားအသက်ရှိတဲ့ကျမ်းမာတဲ့လူတွေကြီးတွေတွေ့ရင်ဩသီလကောင်းလိုက်တာလို့ပြောတယ်သီလကောင်းတာသူမြင်ခဲ့သလားမမြင်ဘူးဘာလို့သီလရဲ့အကျိုးသက်ရှိတယ်ကျိုးစင်းလာပါတယ်ဆိုတဲ့ဒီအကျိုးကိုကြည့်ပြီးတော့ဩသီလကောင်းလိုက်တာဆိုတဲ့အကြောင်းတရားကိုဖော်ထုတ်နိုင်တာပေါ့အဲ့ဒီလိုမျိုးအကြောင်းနဲ့အကျိုးကို ရှင်းရှင်းမြင်မြင်သိလာပြီဆိုလို့ရှင်ဒီတန်တရားဆိုတာမဖြစ်ဘူးပေါ့အဲ့တော့တန်တရားတန်တရားဖြစ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာအကြောင်းနဲ့အကျိုးကိုရှင်းရှင်းလင်းလင်းမမြင်လို့ပဲဖြစ်တယ်လို့ဒီလိုပြောအောင်ဒါကြောင့်မလို့နမတေအတိတ်တုန်းကဖြစ်ခဲ့သလားနမနေအတိတ်ဘဝတုန်းကမဖြစ်ခဲ့ဘူးလားနမတုန်းကကထန်းမှုခေါ်အာဟာရလည်းလို့ဖြစ်ခဲ့တာလေ လူဖြစ်ခဲ့တာလားနတ်ဖြစ်ခဲ့တာလားတိရိစ္ဆာန်ဖြစ်ခဲ့တာလားပဋ္ဌာန်းလို့ခေါ်နောက်တစ်ခါနံပါတ်၄ကိန်းလို့ခေါ်ဟောတယ်ဘာဖြစ်ခဲ့တာလဲနော်ဘာဖြစ်ခဲ့တာလဲပဋ္ဌာန်းလို့ခေါ်ဘယ်လိုဖြစ်ခဲ့တာလဲကိန်းဟုတ်တော့ဟာကိန်းအဟောဘာဖြစ်ပြီးတော့ဘာဖြစ်ခဲ့တာလဲဆိုတဲ့ ဒီလိုယုံမတန်နေရ၅မျိုးဟာအတိတ်နဲ့ပတ်သက်ပြီးတော့အကြောင်းကျိုးဆင်ញင်နိုင်တဲ့ပုဂ္ဂိုလ်မှာမပေါ်ဘူးကဲ့အဲ့ဒီအကြောင်းကျိုးကိုမဆင်ញင်နိုင်ဘူးဆိုလို့ရှိရင်အတိတ်နဲ့ပတ်သက်တဲ့ဟောဒီယုံမတန်နေရ၅မျိုးဟာသူတန်တာဖြစ်လာပါဟောအနာဂတ်နဲ့ပတ်သက်ပြီးဟိုကြီးတို့တွေနောင်ဘဝကိုလှမ်းပြီးတော့တွေးကြည့်လိုက်နောင်ဘဝဆိုတာအနာဂတ်အဲ့တော့နောင်ဘဝအနာဂတ်နဲ့ပတ်သက်ပြီးတော့အကြောင်းအကျိုးကို မသိလို့ရှိရင်ဘာဖြစ်မလဲဘဝိတာမိဒုက္ခအဟံအနာဂတမတ္တံနောက်ဘဝမှာငါဖြစ်အောင်မလားအဲ့တော့တရားဓမ္မနားလည်တဲ့ပုဂ္ဂိုလ်ကအေးမမကံနေလည်းရှိသေးတယ်ကိလေသာတွေလည်းရှိနေသေးတယ်ဆိုဘယ်လိုဆုံးဖြတ်ဖြစ်မှာပေါ့ကံနေရှိနေသေးတယ်ကိလေသာတွေရှိနေသေးတယ်ဘာလို့တော့အကြောင်းတရားတွေရှိမှာအဲ့တော့ ကံနေကိလေသာတွေကိုတိထားတဲ့ပုဂ္ဂိုလ်တရားဟာနောက်ဘဝငါဖြစ်ဥမ္မာလားဆိုတဲ့အတွေ့အကြုံရှိတော့မှာတော့ဘာဖြစ်လို့လဲအကြောင်းတရားကိုမြင်နေလို့ပဲအကြောင်းတရားမြင်ကျိုးတရားလာမယ်ဆိုတာသိတယ်။ဟောနောက်တစ်ခုကဘာလဲလို့ဆိုရင်နာမှုခောဘဝိတံမိအဟံအနာရတမတ္တံနောက်ဘဝမှာငါမဖြစ်တော့ဘူးလားဟောဒီတန်တရားလည်းမဖြစ်ဘူးဘာဖြစ်လို့လဲ အကြောင်းတရားတွေကိုမြင်နေတယ်ကိဉ္စုခောပဝိတ္တံမိဒါဖြစ်မှလဲဒါလည်းပဲအကြောင်းတရားကိုမြင်ကိုကကောင်းမှုကုသိုလ်တွေလုပ်နေတဲ့ပုဂ္ဂိုလ်တရားဆိုရင်ဒါဖြစ်မှလဲဆိုတာအတော်အသင့်ပြောလို့ရတန်လျာမဖြစ်တော့ဘူးပေါ့ကထံုခောပဝိတ္တံမိဘယ်လိုဖြစ်မှလဲဆိုတာလည်းတန်လျာမဖြစ်တော့ဘူးကိဉ္စုဟုတ်တော်ကိဉ္စဝိတ္တံမိ ဘာဖြစ်ပြီးတော့ဘာဖြစ်မှလဲဆိုလဲအတွင်းမျိုးတွေနဲ့မလာတော့ဘူးလို့တန်တရားတွေနဲ့မလာတော့ဘူးလို့ဒီလိုဆိုတယ်အဲ့တော့အနာဂတ်နဲ့ပတ်သက်တဲ့တန်တရား၅မျိုးဟန်လည်းပဲကြောင်းကျိုးဆင်ញင်နိုင်တဲ့ပုဂ္ဂိုလ်တွေအတွက်မဖြစ်လာဘူးလို့ဒီလိုပြောရနောက်တစ်ခါတခါဒီပစ္စုပန်ဘဝမှာပဲကိုယ့်ရဲ့တဏ္ဏမှာလက်ရှိဖြစ်နေတဲ့အနေအထားတစ်ခုပေါ်မှာလည်းပဲသူတွေဟာ ယုံမတန်တရားဆိုတာဖြစ်လာတတ်တယ်ဟုတ်အဲ့ဒီယုံမတန်တရားတွေကဘာလဲလို့ဒါတော်တော်ထူးထူးဆန်းဆန်းယုံမတန်တရားနော်ဒီလိုတန်တရားတွေလည်းဖြစ်နိုင်တယ်လို့ဆိုတာမြတ်စွာဘုရားကဟောပြောထားတာရှိတယ်အဟံဒုက္ခသမိနာမဟုတ်ရဲ့လားကိုယ့်ကိုယ်တန်တရားဖြစ်ပုံတခုကအဟံဒုက္ခသမိနာမဟုတ်ကဲ့လားနောနုခောသမိငါမဟုတ်ဘူးလား အဲ့တော့ကိုယ့်ကိုယ်ဘယ်လိုလုပ်ယုံမားတာရောလို့ဆိုတာနဲ့ပတ်သက်ပြီးတော့အထက်ကရာကပုံဦးလူလေးတစ်ခုပြောပြတာလူတွေဟာကိုယ့်ကိုယ်ကိုယုံမားတယ်ဆိုတာဟုတ်နိုင်ပါမလားလို့ဆိုတာဖြစ်နိုင်တယ်ဆိုတာဆိုပါတော့ဥမာမဲညီကိုဝမ်းွယ်တော်တဲ့ပုံကိုယ်တူတာ ညီကိုဝမ်းဝဲကျုပ်ကလည်းအမတန်တူတယ်အရွယ်ကလည်းတူတူဆိုပါတော့အရွယ်ကလည်းတူတယ်အသက်အရွယ်လည်းတူတယ်ရုပ်လည်းတူကြည့်လိုက်လို့ရှိရင်အဖြစ်မှားပြန်လူတယောက်တည်းလို့ထင်ရခုတ်ကဲ့အမွာတွေလည်းအဲ့ဒါမျိုးရှိတယ်ပေါ့အကြည့်တဲ့ငယ်ပဲกว่าတယ်ပိတ်တူတယ်အဲ့ဒါလို့ပိတ်တူတဲ့အခါမှာတယောက်ကခေါင်းတုံးတာတယောက်ကသပင်နဲ့ ဲ့ဒီလိုတယောက်ကစပင်းနဲ့နေတာတယောက်ကခေါင်းတုံးတာအဲ့ဒီလိုခေါင်းကြည့်ပြီးတော့သူတို့နှစ်ယောက်ကိုခွဲခြားကြတယ်အဲ့ဒီလိုခွဲခြားတဲ့အခါမှာတရက်ကြတော့အဲ့ဒီစပင်းနဲ့အကောင်ကိုအိပ်ပျော်နေတော့ခေါင်းတုံးပေးလိုက်ခေါင်းတုံးပေးလိုက်တော့သူကလည်းကရုံးဖြစ်သွားကရုံးဖြစ်သွားတဲ့အခါအိယာကနေနိုးလာတဲ့အခါကြည့်တော့သူကအရင်ကဆပင်နဲ့အခုကရုံးဖြစ်နေတယ် အဲ့တော့ငါကဘွားကကရုံးတဲ့လူကအကြီးဆိုရင်ငါကအကြီးလားသူကအကြီးလားငါဟာသူပဲလားသူဟာငါပဲလားလို့တန်တရားဖြစ်သွားတယ်ဒါကုတ်ကိုကိုနဲ့ပတ်သက်ပြီးတော့ယုံမသားနေရဖြစ်ပုံပြောပြကိန်းဥခောသမိငါဟာပါလဲကိုကိုယုံမတာငါဟာပါလဲ အမျိုးစားနဲ့ပတ်သက်ပြီးတော့ပြောတာရံအယုံမတန်တရားကထန်ဒုခောတမိငါကဘယ်လိုဖြစ်ခဲ့တာလဲဆိုပြီးတော့နောက်ထပ်ယုံမတန်အယံဒုခောတတ်တော်ကုတော်အာကတော်ငါဘယ်ဘဝကလာခဲ့တာလဲနောက်ဆုံး6ခုမြောက်ကတော့ဘယ်ဘဝကိုရောက်မှလဲဆိုတော့ဟောဒီမဘဝနဲ့ပတ်သက်ပြီးတော့အခုလိုတန်တရား6မျိုးတဲ့ အဲ့တော့အလုံးပေါင်းလိုက်တဲ့အခါကျတော့ဒီပုရုဇဉ်ပုဂ္ဂိုလ်တွေမှာဒီလိုတန်တရားတွေအကြောင်းကျိုးဆင်းရဲနိုင်မှုမရှိဘူးဆိုလို့ရှိရင်ဒီတန်တရားတွေဟာဖြစ်ပြီးတော့နေတတ်တယ်တန်တရားတွေမကင်းမဲ့နဲ့ဖြစ်နေတယ်တောတဗံဖြစ်သွားပြီဆိုလို့ရှိရင်တော့ဟောဒီဝိသကိစ္စဆိုတဲ့တန်တရားတရားတွေဟာလုံးဝရှင်းလင်းပြီးတော့သွားတယ်အေးဒါကြောင့်မို့လို့ စင်ကျင်တဲ့တရားမစင်ကျင်တဲ့တရားမသိလို့မမမကန်တွေးတောပြီးပြီဆိုလို့ရှိရင်အခုလို့တန်လျာ16မျိုးတွေနဲ့ယုံမတန်လျာမှုတွေမိမိတန်တမှာတိုးပွားလာနိုင်တယ်ဓာရင်လားဆိုတော့မကဘူးမာရဲနဲ့အယူဆ6မျိုးကိုလည်းယူဆမိတတ်တယ်မမမကန်နှလုံးသွင်းပြီဆိုရင်မာရဲနဲ့အယူဆ6မျိုးဆိုတာဘာလဲ အဋ္ဌိအတ္တအတ္တဆိုတာသာဝရရှိနေတယ်လို့ယူတဲ့အယူဆတစ်ခုအဲ့ဒီအဋ္ဌိအတ္တဆိုတဲ့စကားလုံးဟာအတ္တဆိုတဲ့တရားဟာအတ္တဆိုတဲ့အယူဆအတ္တဟာအဋ္ဌိသာဝရရှိနေတယ်လို့ဒီလိုပြန်ရမှာအဲ့ဒီမှာအနောက်တိုင်းကရေးတဲ့စာအုပ်တော်မှာဘယ်လိုရေးလဲဆိုလို့ရှိရင် အဋ္ဌိအတ္တကိုသူကဘလို့ဘာသာပြန်လို့ဆိုရင်အတ္တရှိသလားဒီလိုဘာသာပြန်တယ်။နောက်သူရဲ့စမ်းကျင်ဘက်ကနတ္ထိအတ္တအတ္တမရှိဘူးလား။ယသဗျာကအဲ့ဒီမိဂွန်းနှစ်ခုလုံးကိုဥဒိယပြပိုက်ကမေးတဲ့အခါမှာမဖြေခဲ့ဘူး။မဖြေခဲ့သည့်အတွက်ကြောင့်ယသဗျာကအတ္တရှိတယ်လို့လည်းမပြောဘူးတဲ့အတ္တမရှိဘူးလို့လည်းမပြောဘူးလို့ဆိုပြီးတော့မှန်မှန်ရင်ရင် ရှင်းသားသွားတာရှိတယ်။ဒီပါဠိရဲ့သံကလုံးရဲ့အဓိပ္ပာယ်ကအဲ့ဒါကိုပြောတာမဟုတ်ဘူး။အတ္တကိုကြင်ပြီးတော့အတ္တသည်ထာဝရရှိနေတာလားအတ္တသည်ဖြစ်စည်းသွားပြီးတဲ့နောက်ထာဝရမရှိတော့တာလားလို့ဆိုတဲ့ထာဝရရှိနေတယ်ဆိုလို့ရှိရင် internet listen သတ္တတဒိဋ္ဌိကိုပြောတာထာဝရမရှိတော့ဘူးလို့ဆိုလို့ရှိရင်ဥစေတာဒိဋ္ဌိပြတ်သွားတာကိုပြောတာ အဲ့တော့ဘာသာပြန်နာဟာမကြလို့ရှိရင်လည်းပဲအယူဆတွေမှတ်သွားနိုင်တယ်ပေါ့အဲ့တော့မိစ္ဆာယူဝါဒဒီနေရာမှာအတ္တလူသာဝရရှိတယ်လို့ဆိုရင်တတ္တဒဒိဋ္ဌိအတ္တလူသာဝရမရှိဘူးဆိုလို့ရှိရင်ဥစေတာဒိဋ္ဌိဟာအဲ့ဒီဒိဋ္ဌိနှမျိုးလည်းပဲဒီတတ္တဝါတွေရဲ့တဏ္ဍမှာမမမကန်နှလုံးသွင်းရင်ဖြစ်ပေါ်လာတတ်တယ်တဲ့နောက်ဖြစ်နိုင်တာကဘာလဲလို့ဆိုရင်ဒါကတော့အယူဆတွေပါ အတ္တနာဝအတ္တနံပင်စာနာတိအတ္တကအတ္တကိုသိတယ်ဆိုတာပညာဆိုတဲ့အမှတ်စိတ်ကလေးကိုသူကအတ္တလို့ယူဆတယ်ပေါ့အတ္တလို့ထင်တဲ့ပုဂ္ဂိုလ်တွေကပညာဆိုတဲ့အမှတ်ပညာလေးကိုအတ္တလို့ထင်တဲ့အခါအတ္တကအတ္တကိုပြန်သိတယ်လို့မှတ်သိသိတယ်လို့ဒီလိုတွေးတောပြီးတော့ယူဆတယ်နောက်တစ်ခုက အတ္တနာအနတ္တနာသင်္ဇာနာတိအတ္တကအတ္တမဟုတ်တာကိုသိတယ်ဆိုတာအတ္တဆိုတာသူကတင်ညာအမတ်တင်ညာလေးကိုအတ္တလို့ယူဆပြီးတော့ကြံတဲ့သဘာဝတရားတွေကိုအတ္တမဟုတ်ဘူးလို့ယူဆတယ်အဲ့ဒါလို့ယူဆတဲ့ပုဂ္ဂိုလ်ကဒီဒီအတွေ့အမြင်ကိုတွေးပြန်ဟောနောက်တစ်ခုကြတော့အနတ္တဝအနတ္တနာအတ္တနာသင်္ဇာနာတိ အတ္တမဟုတ်တဲ့အရာကအတ္တကိုသိတယ်။နော်။အတ္တမဟုတ်တဲ့အရာကအတ္တကိုသိတယ်။အတ္တမဟုတ်တဲ့ဟာကတင်ညာမဟုတ်တဲ့သဘာဝတရားကြံတဲ့နန္တရားတွေကတင်ညာကိုသိတယ်လို့ဒီလိုယူဆတာတင်ညာနဲ့ပတ်သက်ပြီးတော့အတ္တအယူဆဲ၃မျိုးဆိုပြီးတော့အဲ့လိုဟောတယ်။ဟောနောက်တစ်ခုကတော့အနတ္တနာဝအနတ္တ တင်ညာနဲ့ပတ်သက်လာပြီးတော့အတ္တမဟုတ်တဲ့အရာကအတ္တဟုတ်နေတဲ့တင်ညာကိုသွားပြီးတော့သိတယ်လို့ဒီလိုယူဆအဲ့တော့ပေါင်းလိုက်တော့အဋ္ဌိအတ္တလို့ယူဆတာကသတ္တဒိဋ္ဌိနတ္ထိအတ္တအတ္တထာဝရမရှိဘူးလို့ယူဆတာကဩစေတာဒိဋ္ဌိတင်ညာဆိုတဲ့အတ္တကအတ္တကိုသိတယ်လို့ယူဆတာကမိစ္ဆာဒိဋ္ဌိတစ်ခု ပညာဆိုတဲ့အတ္တကအတ္တမဟုတ်တာကိုသိတယ်လို့ယူဆတာတခုအတ္တမဟုတ်တဲ့ပညာကတခြားအတ္တဖြစ်တဲ့တရားတွေကိုမသိသိတယ်လို့ယူဆတာကအယူဆတခု၅ခုအဲ့ဒီ၅ခုပြင်နောက်ထပ်ပါတိယဟန်တွေးတဲ့အတွေ့မျိုးလုံးအတ္တအယူဆတခုဖြစ်လာတယ်အဲ့ဒီအတ္တအယူဆကဘာလဲလို့ဆိုလို့ရှိရင် လောကလူတွေကအတ္တဆိုတာဘာလဲလို့ဆိုရင်စကားပြောတတ်တာအတ္တကပြောတာဒါအထူးသဖြင့်အတ္တယုံစားတွေကဒီဘုရားဘာသာဝင်နေကြတော့မြန်မာလူမျိုးတွေကြတော့ဒီဘုရားရဲ့တရားဓမ္မတွေကိုမကြခဏကြားနေရတော့ဒီယုံစားတွေကတိတ်မပြင်းထန်ဟိုအိန္ဒိယနိုင်ငံမှာကြတော့ဒီဟာအယူဆတွေကအမြဲတမ်းပြင်းထန်တယ်ပြင်းထန်တယ အဲ့တော့အတ္တဆိုတာဘာလဲလို့ဆိုလို့ရှိရင်စကားပြောတာဆိုတော့သူစဉ်းစားကြည့်စကားပြောနေတာဘာတူလဲဘယ်သူစကားပြောတာလဲလို့တွေးတော်တဲ့အခါမှာသူတို့ကအတ္တကစကားပြောတယ်ဒါချင်းခံစားတာတို့သိတာတို့ဘယ်သူကခံစားတာဘယ်သူကသိတာလဲဆိုရင်အတ္တကခံစားတယ်အတ္တကသိဟောဘုရားဘာသာတွေကြတော့စကားပြောတယ်ဆိုတာ စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ဝစီဝိညာဉ်ကြောင့်စကားပြောတာရုပ်တရားနဲ့နန္တရားပေါင်းဆက်သွားတာခံစားရတယ်ဆိုတာဝေဒနာသိတယ်ဆိုတာစိတ်တို့အင်ညာတို့ဘုရားဘာသာကြတော့သဘာဝတရားကိုစိုက်ထိပ်ပြီးတော့သင်ထားလို့ဒီလိုပြောနိုင်တယ်ပေါ့နောက်ကောင်းတဲ့ကုသိုလ်ကံမကောင်းတဲ့အကုသိုလ်ကံတို့ရဲ့အကျိုးတရားကိုခံစားရတယ်ဆိုတာဘယ်သူလဲ သူတို့ကြတော့တွေးလာတဲ့အခါအဲ့ဒီအတ္တလေးဟာခံစားတယ်အဲ့ဒီခံစားတဲ့အတ္တလေးဟာဆိုရတော့ညမလူမျိုးတွေလည်းတစ်ခါတစ်ခါတွေးတယ်ပေါ့ဒီဘဝကောင်းတာတွေလုပ်လို့ရှိရင်နောက်ဘဝကျတော့ခံစားရမယ်ဆိုတဲ့အတွေးဟာအပြောတယ်မဟုတ်ပဲနဲ့တကယ်ထင်လို့ရှိရင်တော့တကယ်ယူဆရင်တော့ဒါအတ္တအယူဆတဲ့ပါတော့မှာပဲစကားအနေနဲ့တော့ပြောလို့ရတယ်ဒီဘဝ ကောင်းဆိုနှစ်ခုပြုလုပ်တာကဒီဘဝယုံနာအဲ့ဒီဒီဘဝယုံနာကကောင်းဆိုနှစ်ခုပြုလုပ်ပြီးတော့ဒီဘဝယုံနာဆုံးသွားတဲ့အခါမှာဒီဘဝယုံနာနဲ့ဆက်ဆက်ပြီးတော့ဖြစ်လာတဲ့နောက်ဘဝယုံနာအဲ့ဒီနောက်ဘဝယုံနာကဆက်ခံကြဘာဖြစ်လို့ဆက်ခံတာတုံးဆိုလိုင်းတူနေလို့ခုခေတ်စကားနဲ့ပြောမယ်ဆိုရင် online မဟုတ်ဒီ line မှာပဲဖြစ်နေတာကို ကိုယ့်ရဲ့ဖြစ်စဉ်ကြီးတစ်ခုဟာဒီဘဝကဖြစ်စဉ်နဲ့နောက်ဘဝဖြစ်စဉ်ဟာတူးနေတူးနေသည့်အတွက်ကြောင့်အကျိုးသက်ရောက်မှုဆိုတာရှိတယ်လို့သဘာဝတရားကိုရှင်းရှင်းလင်းလင်းသိရှိသွားတဲ့ပုဂ္ဂိုလ်ဟာအခုလိုအတ္တအယူဆတွေကိုဖယ်ရှားပြင်နိုင်တယ်။အကယ်၍မဖယ်ရှားနိုင်ဘူးဆိုလို့ရှိရင်ဒီမိစ္ဆာဝါဒလို့ဆိုတဲ့မှားရတဲ့အမြင်ကြီးတွေဟာခန္ဓာကိုယ်မိမိတို့ရဲ့စိတ်ထဲမှာရှင်တွဲထားတဲ့တန်ရောစဉ်ကြီးတစ်မျိုးဖြစ်ပြီးတော့ဒိဋ္ဌိတန်ရောစဉ်ပေါ့ စိတ်နဲ့ချီနောင်ထားတဲ့တန်ရစီကြီးဖြစ်ပြီးတော့ဒီအမြင်လေးနဲ့ပဲတန်တရာထဲမှာတဝဲလည်းလည်းဖြစ်ပြီးတော့မှန်ကန်တဲ့အမြင်တစ်ခုမရနိုင်ဘူးတဲ့အဲ့လိုမရနိုင်လို့ရှိရင်ဆင်းရဲဒုက္ခကမလွတ်နိုင်တော့ဘူးပဲဒါကြောင့်မို့တောတပတိမက်နဲ့ဒီအာတဝါတွေကိုဖယ်လိုက်တဲ့အခါတောတပတိမက်ညံပေါ်လာတဲ့အခါမှာ သက္ကာယဒိဋ္ဌိဆိုတဲ့အတ္တရဲ့အယူဆွဲတွေကိုလည်းဖယ်ရှားနိုင်တယ်။ယုံမတန်နေရလို့ဆိုတဲ့ဝိသိကိစ္စတွေကိုလည်းဖယ်ရှားနိုင်တယ်။နောက်ပြီးခွေးအချင်းနှွားအချင်းတွေနဲ့မမှန်ကန်တဲ့အချင်းတွေကိုကျင့်သုံးခြင်းဖြင့်တန်နေရကလွန်မြောက်တယ်ဆိုတဲ့မှားရဲနဲ့အတွေးတော်တွေကိုလည်းပဲလွန်မြောက်နိုင်တယ်။အယူဆတွေကိုလည်းလွန်မြောက်နိုင်တယ်။ ဆိုလိုတာကတက္ကရာဒိဋ္ဌိဆိုတဲ့တန်ရောစဉ်၊ဝိသကိစ္ဆာဆိုတဲ့တန်ရောစဉ်၊သီလဝဒပရမတ္တဆိုတဲ့ဒီတန်ရောစဉ်၃မျိုးသောတပန်ဖြစ်သွားလို့ရှင်ဖယ်ရှားနိုင်ပါတယ်တဲ့။အဲဒီသောတပတိမဲ့နဲ့ဖယ်ရှားလိုက်နိုင်တဲ့တက္ကရာဒိဋ္ဌိ၊သီလဝဒပရမတ္တ၊ဝိသကိစ္ဆာဆိုတဲ့ဒီတန်ရောစဉ်၃မျိုးဟာဒီနေရာမှာဓတနာပဟာတ္တပါသောတပတိမဲ့နဲ့သာဖယ်ရှားနိုင်တဲ့အရာမျိုးဖြစ်တယ်။ ဒါဖြင့်သောတပတိမက်ကိုဘယ်လိုရအောင်လုပ်ရမလဲဆိုရင်နှလုံးသွင်းတိုက်တဲ့တရားကိုနှလုံးသွင်းရမယ်နှလုံးမသွင်းတိုက်တဲ့တရားကိုနှလုံးမသွင်းရဘူးနှလုံးသွင်းတိုက်တဲ့တရားဆိုတာဇုဏန္တမကိုတဘာဝတရားကိုတဘာဝတရားတိုင်းနှလုံးသွင်းရမယ်မမြဲတဲ့တရားကိုမမြဲဘူးလို့နှလုံးသွင်းနိုင်ရမယ်ဆင်းရဲတဲ့တရားကိုဆင်းရဲတယ်လို့နှလုံးသွင်းနိုင်ရမယ်ကိုမပိုင်နဲ့ကို့အလိုကြမဖြစ်တဲ့ အနတ္တသဘောတရားကိုအနတ္တလို့နှလုံးသွင်းနိုင်ရမယ်။အဲဒီလိုနှလုံးသွင်းနိုင်ခြင်းဟာဝိပဿနာဉာဏ်မြင်ပဲဖြစ်တယ်။အဲဒီလိုဝိပဿနာဉာဏ်မြင်တဲ့ကျင့်ကြံကြိုးကုပ်အာထုံမှနိဗ္ဗာန်ကို မြင်ခြင်းလို့ဆိုတဲ့အခုအာသောတရားတွေကိုဖယ်ရှားနိုင်တဲ့သောတပတ္တိမဉ္ဉဏ်ဆိုတာဖြစ်ပေါ်လာနိုင်မှာဖြစ်တယ်။